အင်းဝမှာပေါ်လာတဲ့ရေနံတော်ဆိုတာပါလေအလုံးမဲမင်္ဂလာပါစကိုင်းမြို့အနီးကိုဗဟိုပြုပြီးတော့လှုပ်ခတ်သွားခဲ့တဲ့အင်းအား7 by 7 Richter scale ရှိတဲ့အင်းအားပြင်ငလင်းကြောင့်မန်လေးစကိုင်းဒေသတဝိုင်းမှာပျက်စီးဆုံးရှုံးမှုတွေလည်းများခဲ့ပါတယ်လူနေစားဦးတွေဘာသာရေးဆိုင်ရာအဆောက်အအုံတွေသာမကပဲရှင်းအောင်ရင်ကျေးမွေမွေနစ်တွေမှာငလင်းပေးကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်အထက်မှာမြန်မာပြည်သူတရက်လုံးတွေနှမျောဖို့ကောင်းဆုံးကတော့အင်းဝမြို့ကမင်းနူးအုပ်ချောင်းကြီးပါငလင်းပေးကြောင့်ပျောကြားပျက်စီးရဲ့ခြေပသွားခဲ့ရတာဖြစ်ပါတယ် ်မနူအောင်ကြောင့်ဆိုရင်တော့မြန်မာနိုင်ငံအတွက်အဖို့မဖြတ်နိုင်တဲ့ရှင်းအောင်ဝင်နေတကူဖြစ်ပြီးတော့ UNESCO စီရင်ဝင်လေးဖြစ်ပါတယ်မနူအောင်ကြောင့်ပြောကြားသွားခဲ့တာကအဲ့ဒီမှာမိခိုနေကြတဲ့မိသားစုတွေအတွက်တော့ပို့ပြီးတော့စိတ်မကောင်းစရာဖြစ်နေပါတယ်အောင်ကြောင့်ဒီကမိသားစုတွေဟာအောင်ကြောင့်ကိုမိခိုပြီးတော့တံမွေးချောင်းပြုနေကြရတာပါအခုလိုပြောကြားသွားတာကြောင့်သူတို့ရဲ့ထမင်းအိုကွဲသွားသလိုဖြစ်ခဲ့ရပါတယ် မင်းနူးအောင်ကြောင်ကြီးပြောကြားပြစီခဲ့ရပေမဲ့လည်းတစ်ဖက်မှာလည်းရှေးအောင်ရှင်နန်းတော်ကြီးပေါ်ခဲ့တယ်ဆိုပြီးတော့လည်းတတိနေထွက်ပေါ်လာခဲ့ပါရီအင်းဝါမှာငလင်းတဲ့ကြောင့်မြေကြီးအကွဲမှုတွေဖြစ်ပေါ်လာခဲ့ပြီးအဲ့ကနေရှေးအောင်ဆောက်အောင်လို့ယူဆရတဲ့အရာတခုထွက်ပေါ်လာခဲ့ပါရီ ဒါကိုရှင်နှန်းတော်ဆိုပြီးတော့ထင်ကျေးတွေပေးနေကြတာလည်းဖြစ်ပါတယ်။ဒီနေရာကတော့မင်းနုအောင်ကျောင်းရဲ့အရှိမြောက်ဖက် ARE မြန်မာဘေးမှာပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ဧဝံမြို့ကန်တွေကတော့ရှင်နှန်းတော်ဆိုတာကိုသူတို့ငယ်စဉ်ကတည်းကကြာဘူနာဝါရှိခဲ့တာတွေနဲ့ချိန်ဆပြီးတော့ရှင်နှန်းတော်ဆိုပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အင်းဝသမိုင်းမှာတော့ရှင်နှန်းတော်နဲ့ပတ်သက်တဲ့သမိုင်းမှတ်တမ်းတွေရှိခဲ့ပူပါတယ်။ အင်းဝဘီရင်မင်းရဲ့ကြော်စွာဟာဆိုရင်စကိုင်းမြို့ကိုစစ်ချီထွက်ချိန်မှာအရာရီမြစ်ချောင်းတစ်လျှောက်ရွှေသိမ်းမောများနဲ့စစ်ချီခဲ့ပါတယ်။အဲချိန်မှာမင်းရဲ့ကြော်စွာဘီရင်ကအရာရီမြစ်ချောင်းမှာရှင်နှန်းတော်တိစားပြီးတော့အုတ်ချုပ်ရည်နဲ့တရားစီရင်ရေးတွေဆောင်ရွက်ခဲ့မှုတဲ့မှတ်တမ်းတွေရှိထားပါတယ်။တကယ်တော့ရှင်နှန်းတော်ဆိုတာကရှေးပေါ်မှာတိစောက်ထားတဲ့သင်္ဘောနှန်းတော်များသာဖြစ်နိုင်ပါတယ်။ လူတို့ချို့ထင်နေကြသလိုရှီအောက်တိဆောက်ထားတဲ့နန်းတော်မျိုးတော့မဟုတ်ဘဲတိတ်ပန်နေကြလဲဖြစ်နိုင်ခြင်းမရှိပါဘူး။နောက်ပိုင်းမှာတော့အဲ့ရှင်နန်းတော်ကိုတမိုင်းသူတွေတီတွေကရှာဖွေနေသေးကြပေမဲ့တွေးရှိထားခြင်းမရှိသေးပါဘူး။အခုငယ်လင်းကြောင့်အင်းဝါမှာပေါ်ထွက်လာတာကမင်းရဲ့ကြော်စွာပြီးရဲ့ရှင်နန်းတော်များဖြစ်နေမလားဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေပါရဲ့။ဒါပေမဲ့တိနီယာအနေထားတွေကတက်ပြောလို့မရသေးဘဲသူတွေတီတွေရဲ့လ ీల မှုတွေကိုစမ်းစမ်းရအောင်မလဲဖြစ်ပါရဲ့။ ရှေးခင်တွေကငလင်းတန်နဲ့ရေကြီးမှုတွေကြောင့်ရှေးခေစာအုပ်တွေဟာမြေကြီးအောက်ထိတ်ကိုလျှောက်သွားတတ်ပါရဲ့။ယခုအင်းဝါမှာပေါ်ထွက်လာခဲ့တာဆိုရင်လေအုတ်တိုက်ဆိုတာတော့သိကြပေမဲ့ရှေးဟောင်းဝင်းလေးတခုဟုတ်ပါမလားဆိုတာတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါရဲ့။ရှေးခေကျောင်းဆောင်တွေလည်းဖြစ်နိုင်တယ်လို့တာမန်အုပ်ကူလည်းဖြစ်နိုင်ပါရဲ့။လက်ရှိမှာငလင်းပေးတဲ့ကုညီကေစရေးကိစ္စတွေမပြီးသေးတာမလို့အခြားသူတွေဝင်မတူးနိုင်အောင်လို့တင်နီယာကိုကာရန်ထားတင်ပါရဲ့။ ငလင်ဘေးတွေအကူကြီးကဲဆယ်ရဲတွေပြီးသွားတဲ့ခါကျမှပဲမြောက်ကဒီအုတ်တိုက်ကဘာလဲဆိုတာကိုကျွမ်းကျင်သူတွေဒီနဲ့သိချဖြေရှားသွားမှလည်းဖြစ်ပါရည်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ပရိသတ်တရားချစ်စီတိုင်းတွေတဘာဝဘေးရန်ကြီးအကြီးမှာကျင်းလို့ကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေတော့မြန်မာနိုင်ငံကြီးလေးအမြန်ဆုံးကျန်းမာလာပြီးတော့တရားပြောရွှင်နေဤရက်တွေစီကိုရှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးခြင်းနဲ့ပဲဒီစီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရည်